ကျက်တော့နေကျက်တော့ပြူချင်းစပက်လင်ကိုထောင်းပေးမှာနော်ကျက်တော့နေရကြများအချိုတမ်းမများအချိုတမ်းရအောင်မများလေးငါးလုံးလောက်ထည့်လိုက်တယ်ကျက်တော့ကတော့ဥကြီးကိုနှစ်မွာသတဝါနဲ့လက်လက်နဲ့မမရကဲဒီခါတော့အပားဟင်းနဲ့ချက်ရင်အမေချက်တယ်လို့ခဲငင်သေးလေးနဲ့ချက်မယ်ခဲငင်သေးထည့်မှာဆိုတော့ အယောင်တမမသုံးတော့အယောင်ဒီခင်းချင်းတည်းအယောင်လေးပဲသုံးတော့ဒါကမဆလာမဆလာများအခုလည်းနေတော့လည်းထဲ့တယ်ချက်တဲ့ခါလည်းထဲ့မှာမမြွန်းဒါစားအရသာတော့မထဲ့ဘူးစက်တော့နေထဲ့ထားလို့လေလုံမပဲထဲ့တော့ညာအယောင်ကတော့နနွင်းတစ်မျိုးပဲသုံးမိထားတာပေါ့နော်ခင်းရင်ဒီလေးထထားဆိုတော့ခင်းရင်ဒီရထွက်တဲ့အနည်းအောင်လေးပဲလုပ်လိုက်တော့မယ်အယောင်တမုံးနေမဲ့သုံးတော့ဦးအရသာလည်းစားတစ်မျိုးပဲသုံးထားတယ် ကျက်တော်နေအချိုလေးလည်းလိုချင်လို့ပေါ့နော်တကယ်လို့မြေးချက်လို့ချက်တဲ့ခါမြေးကြီးလို့အချိုလေးလည်းနည်းနည်းလိုတယ်ဆိုတော့မှပဲအရသာမောင်လေးထည့်လိုက်တော့မယ်နော်ဒါကတော့ရိုးရိုးရှင်းရှင်းမေတာချက်နေပေါ့နော်ဒိန်ချင်းလေးဘာနဲ့မနှက်တော့ဘူးမြန်ရနေလေးမြေဦးနဲ့ချက်မှာဆိုတော့မီးအေးလေးနဲ့ချက်မှာအသားဟင်းနေဦးလေမီးပြင်းပြင်းနဲ့ပေါ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 ့လည်းဘကွက်ဆူရယ်နဲ့ချက်လို့ရှိရင်အသားရမာပြီးစားမကောင်းအများဆိုအမေသားချက်အနည်းနဲ့သွားနာတယ်တော်တော်ဆိုအမေသားဆိုရင်လေမွားပြီးတော်ရင်ကြောမကြောရင် လူအီနေအောင်ချိန်ချက်အဲ့လိုမျိုးမေရာစာအရင်သွားမှာခတိယောင်းမြိုင်နှိုက်နှက်ထားတဲ့အချိန်မှာခြံလေးတဲ့ခဏတာတော့လိုက်မယ်အမြိုင်မကကြတော့ခင်းရင်ငပိကြုံနဲ့ဘူသိဟင်ရွက်ဘူသိဘူရွက်ဟင်ချိုမြိုင်မတာဝန်ယူထားတယ်မကြည့်ပါဘုံလာဥပ္ပိကေဒါကောင်မှုစိတ်ပြေလို့ခေါ်တာပေါ့နော်နိုင်တို့တွေကအခိုင်မဲ့လောက်တာဆိုတော့လေဘေးကအတက်ကဒီလိုမျိုးအတက်တွေကအပွင့်တွေက ွင့်လို့ရှင်စုံအောင်လို့ပေါ့နော်ခေါင်းမူးကိုစိတ်ပေးရတာဒီဘေးကအဖူးတွေပွင့်လို့ရှင်အပွင့်ညီအောင်လို့တော့ဒီလိုဒီဘူးကိုများတော့ခေါင်းမူးလို့ခေါ်တာအဲ့ဘူးကိုစိတ်ပေးရတာဒါဆိုခေါင်းမူးစိတ်မေသားတော်များမနဲ့ကနှက်ထားပါတော့နော်ကဲနှက်ထားလဲမေသားလည်းစိတ်ဝင်နေတာပြီဆိုတော့မြချက်လိုက်တော့မယ်မိကဘယ်မိကလောက်ခေါလောက်မလဲသူကဒီဘေးပတ်ဝင်ချက်ခြံကုန်လို့သူတို့ခြံထည်လာမသိဘူးမကြည့်လာလာလာတဲ့သူလာတဲ့သူမုံကျွေးပါနော်မုံစားမယ်မုံစားမယ်များလေ ။နိုင်ခြံထဲမှာနိုင်ဆိုင်တဲ့အပင်ကိုနှုတ်မကြိုက်ဘူး။လားခိုင်းဆိုလို့ရှိရင်တည်းမှာဒီသူတို့ပန်းကင်းရဲ့ထောင်ဆက်တွေပိုင်းမှာဆိုကိုစားချင်တဲ့အသီးနဲ့နိုင်ဆိုင်ချလို့ရှိရင်သူတို့ကမိမိပြီးတော့နှုတ်တက်တဲ့အကျင့်ရှိတယ်။ပါပါသွားတတ်တာပေါ့နော်။အားကြလို့ရှိရင်မကြိုက်ဘူး။အဲ့နဲ့ခုကြတော့ဒါငါရဲ့စိုက်ခင်းဆိုပြီးလောက်လိုက်တဲ့ခါကျဘသူမှမတည်ရဘူး။မနှုတ်ရဲဘူး။ပုတ်သက်စေးလည်းမဖြန်းရဲဘူး။အဲ့လိုပေါ့နော်။စားချင်တာတော့ကြိုက်တဲ့ခါခူစားလို့ရတယ်။မလောက်ရဲဘူး။အဲ့ဒီမှာ ပြန်လှလို့ဆိုပြီးတော့ပိန်လာရင်စိုက်တာ။ဦးလေးကဥလေးကမှားပြီးတော့နှုတ်မိသွားလေ။ဟဲ့ဦးလေးကစိုက်ထားတာလည်းပြောလိုက်သူဦးလေးနဲ့ပြန်တယ်။ပါဝါကြီးရတာအိမ်မှာ။ဖျက်ကြစီသည်။မမမကြီးလား။တွေ့လား။တလုံးနဲ့တော့ကြီးနေ။ဇီပန်သည်ဒီလိုလိုဒီလောက်လောက်ကြီး။တတတော့အိတ်ဆွလေးအိတ်ဆွလို့ရှင်စားရတယ်။ ี้ยส่วนใหญ่ตายเดียวนับแพ้ส่วนนับแพ้ติการเดียวนับแพ้บ่ติการนับแพ้การดูอยู่ตอนนี้มันสกัดไปอยู่แล้วเนะเอ้วยีนุ้ยนี่สไลม์ไหมตาหูเพราะว่าชีมันสับหูเนาะชี่ใชนตัวใหญ่ก็จะยีสับปี ဒီလေးခန့်လို့ရှိရင်အပောင်းကိုအမူးကြည့်ပြီးတော့အမူးဆိုရင်စားရရနော်ရှေ့ဆက်ပြီးတော့အထွေချင်းလေးမြည်ကြည့်မယ်နော်ညသာစားရဲထည့်ထားနော်မဆိုးမိုက်တယ်မမလောက်တော့အချိုးလေးအရသာမောင်နေမထည့်တော့သူ့ရဲ့အသားအရသာနိုင်လို့အဆင်ပြေနေတယ် က်သွင်းရအချုံလေးနဲ့ဆိုတော့လေအယောင်ဆိုလို့ရှိရင်အများခန်းကျင်သေးတဲ့အယောင်နဲ့နွဲ့ရောင်နဲ့သုံးထားပါဗောနော်ရေရေကြိုက်တယ်ဆိုလို့ရှိရင်တော့အယောင်နဲ့မုံသုံးပေါ့ဒီအသားကိုမြင်းကြည့်လိုက်မယ်နူးဆိုရင်စားလို့ရတယ်အသားကိုဆိုတော့ပြန်ပါဦးအင်းအင်းတော့ဘူးနူးနေပါရှေ့ပဲ နေဝေးအာပါကြတာအလားပဲရေလေးခန်းပြီးတော့ခုနမြန်ဆက်လက်တဲ့ရေလေးလေးနဲ့တခါပဲချက်တဲ့ချိန်နိုင်ရလေနိုင်ဝက်တော်တော်ပဲရှိသေးတယ်အဲဒါမဆလာလေးထပ်ထည့်တယ်မဆလာနဲ့တသိန်းလေးစားတယ်ပေါ့နော်ကဲမြန်ရဲ့မြေဦးမဲနဲ့လေးရအောင်ရှင်မဆလာနဲ့တသိန်းလေးလေးအောင်လေးရတော့သွားရအောင်ပါပဲနည်းနည်းလေးပဲသုံးထားတယ်ကျွန်တော်ခဲနေသေးတယ် ကဲနိုင်တို့ရဲ့ဟင်းလေးတွေကတော့ခင်းရင်တင်ပြီးပိချော်လေးရဲ့အမဲနှက်လေးရဲ့ဂူရက်လေးကိုအေးတောင်ဟင်းကားလေးချက်ပြီးတော့အရွက်ကြော်လေးနဲ့တိုးစရာလေးနဲ့နေစားတာပေါ့နော်နဲ့လေအတောင်းလေမစားဘူးလားဒီနေ့ကတော့မှလည်းအတောင်းလေသွားစားလိုက်တခါလေအင်း ဆလာနဲ့တန်းတန်းလေးနဲ့ဦးရည်လည်းနည်းနည်းလေးအော်ဒီစင်းဆိုလဲရတာဆိုတော့စားနေတဲ့ထောင်းကြီးပါရဲ့အချိုးကချက်တော့နေတဲ့အချိုးလို့သာတော့တော့လာစားတတ်ပြီပါ ေထမ်းမဲပါဟုတ်လားကလေးငယ်ရဆိုရင်တားဟင်းဆိုတရားကိုနှစ်တုံးအလိုလိုစားရပါတော့နော်ခုကြတော့လေပြနှစ်တုံးမှတတ်မှာလည်းနှစ်ခုနှစ်တုံးအဲ့ဒီအခုနှစ်တုံးတည်းတည်းစားဒီစားနှစ်တုံးကျောင်းလိုပြောလိုက်ကောင်းနီးကောင်းနီးကောင်းထားတယ်လို့ဟယ်လိုဒီမပါ ကဲဒီနေ့တက်ကားတော့လောက်ပါပဲရှင်။အဲနောက်ပတ်တည်းမှာဆိုလို့ရှိရင်လည်းဘယ်လိုခင်းလေးချက်စားပြမလဲ၊ဘာလေးလုပ်ပြမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးကြပါဦးနော်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြရအောင်လဲ။ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။